Hello အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့ပစောမဆလာလေးချက်စားပြစ်လို့ channel လေးကိုပြန်လည်မျှဝေပေးလိုက်ပါရရှင်အရင်ဥဆုံးပစောကိုခေါင်းလေးတွေဖြတ်ပြီးပြီဆိုရင်တော့ကြောခွဲထားပေးလိုက်ပါမယ်ကြောထဲမှာရှိရဲ့ပဇွန်ရှိတဲ့ကုံလုံးကို ထုတ်ပါမယ်ရှင်။ အကုံလုံးကိုညီမကင်ပြထားတယ်လို့ပဲကင်သွားပေးလိုက်ပါမယ်ပြီးရင်တော့အကုံလုံးကိုရေဆေးတက်ဆင်ထားလိုက်ပါမယ်ရှင်ရေဆေးပြီဆိုရင်တော့အရာလာလေးနဲ့ပါမယ်ကြက်သားမုံရယ်အချိုမုံစနွေးအနှဲငယ်ရယ်ပါ ပြီးရင်တော့အယောင်လိုက်ရန်အတွက်အယောင်နမုတ်အနေငယ်ရဲ့အရသာလေးတွေအကုန်လုံးထည့်ပြီးပြီဆိုရင်တော့နတ်နာအောင်နေထားပြလိုက်ပါမယ်ရှင်ပြီးရင်တော့အနစ်ပြုတ်လို့ရန်အတွက်ထောင်းပါမယ်အနစ်အတွက်ကတော့ကျွတ်မြူကျွတ်နီးခြင်းကိုအသုံးပြုထားပါတယ်အယောင်လေးလိုက်ရန်အတွက်တခါတည်းအယောင်နမုတ်ကိုနှဆုံးမောက်ထည့်ပြီးတော့ထောင်းပါမယ်ရှင် အစားပလာတွေအကုန်လုံးကိုအညက်နေအောင်ထောင်ထားပေးလိုက်ပါမယ်နော်ကောင်လုံးပြင်ဆင်လုပ်ပြီးသွားဆိုတော့စားချက်ပါမယ်။ဦးတက်ခုတွေကိုစီအနှဲငယ်ထည့်ပြီးတော့စီပူလာပြီဆိုရင်အယောင်လိုက်ရန်အတွက်စနေနှဲငယ်ကိုစီတက်ပေးထားလိုက်ပါမယ်။ ပြီးရင်တော့ခနာထောင်းထားတဲ့အစာပလာတွေကိုလုံးကိုမွေးလာတဲ့အထိစီးတက်ပေးထားလိုက်ပါမယ်နော်အနစ်မြများလေးလိုချင်တဲ့အတွက်ညီမကတော့ခရမ်းကျင်ဒီတလုံးစာခန်းအသုံးပြုထားပါတယ်ခရမ်းကျင်ဒီလေးလည်းအနက်လေးတွေမွေးလာပြီဆိုရင်တော့ခနာနှက်ထားတဲ့ပစွန်လေးတွေကိုရောပြီးတော့စီးတက်ပေးလိုက်ပါမယ်ရှင် အနံ့ဝေးရံအတွက်ငရုတ်ကောင်းအနှဲငယ်ရဲ့မဆလာအနှဲငယ်ကိုထည့်ထားပေးလိုက်ပါမယ်။ဒီဟင်းလေးကတော့ရှဲရတာလွယ်ကူပြီးတော့ထမင်းအယမ်းမိန်ပါတယ်ရှင်။ပစွန်လေးတွေကြက်ခန့်နေပြီဆိုရင်တော့မကြီးမဲရေနှစွန်းသုံးစွန်းလောက်ထည့်လိုက်ပါမယ်နော် အနစ်လေးတွေပြည့်ရန်အတွက်ကျအုပ်တလုံးကိုခလောက်ပြီးတော့ထည့်ပါမရှင်ကျဥ်ထဲတာကတော့အနစ်ပြပြလေးနဲ့အရင်ဆားလို့ကောင်းပါတယ်။ နောက်ဆုံးအနေနဲ့ငရုတ်တီအတောင်အစိမ်း၄-၅တောင်ရဲ့နန်းနန်းပင်လေးရဲ့ကိုအုပ်ပါမရှင်။ပြီးရင်တော့ရပါပြီနော်။သူရရတာမဆလန်နဲ့မွမွေးလေးနဲ့ပစုံအချိုတက်လေးနဲ့ဆိုတော့အရင်စားလို့ကောင်းပါတယ်။ ချက်နီလီယာလွဲကူတော်မို့လို့အိမ်မှာလွဲလွယ်လွယ်ကူကူလိုက်ချက်စားကြည့်ကြနော်ထမင်းနဲ့တူအနစ်နဲ့တင်ကို အရာဆလုပ်ကောင်းပါတယ်ဒီနေ့ရမှာပစုံမဟုတ်ဖယ်နဲ့ကနန်းတို့ပါတော့တုံးကျင်လဲရပါတယ်ရှင်းချက်နီလေးရတော့အတူတူပါပဲ ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်